မင်္ဂလာပါရှင်ဇီယိုမျိုးတော်မှာပြန်လဲကြုံဆူပါရယ်ယနေ့မှာဒူတကွာလိလာမယ်နှုတ်ကပတ်တော်ကောင်းစင်ကားတော့ဖြစ်ဘုရားသခင်ကတင့်ရဲ့နှလုံးသားကိုမြင်တွေ့နေရဖြစ်ပါတယ်ဒါကြောင့်တင်ရဆိုရင်ဘုရားသခင်ရဲ့မျက်စိရှေ့မှာရှိနေတဲ့တင့်ရဲ့နှလုံးသားကိုအထူးသတိပြုရမှာဖြစ်တယ်ယေရမိခန်းကြီး၁၈အငယ်၁၀ကိုကြည့်ရအောင် ငါထောင်ရဖျားသည်လူအသီးသီးတို့အားမိမိတို့အကျင့်အတိုင်းမိမိတို့ခံထိုက်သောအကျိုးအပြစ်ကိုပေးခြင်းကနှလုံးကြောက်ကတ်တို့ကိုစစ်စစ်စစ်ကြောတဲ့ဤဟာလေလုယာဒီကျမ်းကျက်မှာဖျားသခင်ကရှင်းရှင်းလေးပြောထားတယ်လူတိုင်းလူတိုင်းကမိမိချင်းရဲ့အကျင့်တိုင်းမိမိပြန်ခံထိုက်တဲ့အကျိုးအဖြစ်ကိုပြီးမယ်တဲ့ အဲ့လိုပြီးဖို့အတွက်ဖះကလူတိုင်းလူတိုင်းရဲ့နှလုံးကြောက်ကက်ကိုစစ်စစ်စစ်ကြောတယ်။တာမန်ကရှင်ကစစ်ကြောတယ်မို့နော်။ဖះကိုယ်တိုင်ကစစ်စစ်စစ်ကြောတယ်ဆိုတာဖော်ပြထားတာဖြစ်တယ်။တင့်ရဲ့နှလုံးကိုဖះကစစ်စစ်ဆက်ဆက်လေးစစ်ကြောမယ်ဆိုရင်တင်ကဘာကိုပြန်လေခံစားရမလဲဆိုတင်အတိဆုံးပဲဖြစ်တယ်။ဖះသခင်ကတင်လောက်တဲ့အရာတိုင်းအတွက် စစ်စီလေးကြီးရှုပြီးတော့မှစစ်ကြုံနေတာဖြစ်တယ်။တင်အလွန်မှတတိထားရမယ့်အချက်ဖြစ်တယ်။တင်ဖျားသခင်ရဲ့စစ်စီခြင်းကိုတင်သိရှိဖို့ရန်အတွက်ကျွန်ုပ်တို့နောက်ထပ်ကြမ်းကြက်တစ်ခုကိုတွားကြည့်ရအောင်နော်။ဓမ္မရာဆိုရင် ပထမဆောင်အခန်းကြီး16အခန်းငယ်6ကိုတွားကြည့်ရအောင်။ဒီဓမ္မရာဆိုရင် ပထမဆောင်ဒီအခန်းကြီး6မှာ အကြောင်းကိုလည်းနဲ့ရှင်းပြမယ်။ရှာမွေလာကရေရှဲရဲ့သားတွေထဲမှာဖျားပိတ်သိမ့်မဲ့သူရှိတယ်။အဲ့ဖျားပိတ်သိမ့်မဲ့သူကိုသူကဖျားကိုစားလာပြီးတော့မှစီလူပြီးပိတ်သိမ့်ကိုရောက်လာတာဖြစ်တယ်။ဆိုတော့ပထမဦးဆုံးသူရှိကိုရောက်လာတဲ့အီလာဘကိုသူကကြည့်ပြီးတော့မှရှာမွေလာကဘာပြောလဲဆိုစင်စစ်သာရဖျားအခွင့်နဲ့ပိတ်သိမ့်ခံတော့သူကငါရှိမှရှိတယ်လို့ဆိုတယ်။ဟာလေလုယပဲနော်။ ဆိုတော့အဲ့ဒါကလူရဲ့အမြင်နဲ့သူကကြည့်ပြီးတော့မှ ပြောတာဖြစ်တယ်ဒါပေမဲ့အခန်းငယ်ခုနှစ်ကိုဆက်သွားမယ်ဆိုသာရဘုရားကသူဤမျက်နာသူဤအရက်ကိုမကြည့်မရှုနေသူ့ကိုငါပေးပြီးသာရဘုရားသည်လူမြင်တကယ်တို့မြင်တော်မူသည်မဟုတ် လူသည်အစင်းတံကို ကြည့်ရှုတတ်၏သာရဘုရားမူကစိတ်နှလုံးကို ကြည့်ရှုတတ်သည်ဟု ရှာမွေလအာမိန်တော်မူ၏ဒီကျမ်းချက်ကိုကြည့်ရင်ရှင်းရှင်းလေးတွေ့ရမယ်ဖျားသခင်အသုံးပြုနေတဲ့ဣသရေလနိုင်ငံမှာအကြီးဆုံးသောပရောဖက်ကြီးဖျားမှုတော်ဆောင်ကြီးကိုယ်တိုင်ကမှားတယ်ဆိုတော့ရှာမွေလကဖျားသခင်ကဣသရေလနိုင်ငံမှာသူ့လိုမျိုးတကယ်ပဲဖျားချင်းမြောက်တဲ့သူမရှိခဲ့ဘူး ူကငငယ်လေးတွေကချီးမြှောက်ပြီးတော့မှသူအသက်ဆုံးတန်အောင်ဘုရားခင်သူ့ကိုအသုံးပြုခဲ့တယ်။ဒါပေမဲ့လူရဲ့မျက်လုံးကအမြင်တဲ့ဘုရားသခင်ရဲ့မျက်လုံးအကြည့်နဲ့ဆန့်ကျင်ပဲဖြစ်တယ်။ရှာမွေလကလူသားဖြစ်တဲ့အတွက်ကြောင့်လူသားအကြည့်နဲ့ပဲကြည့်ခဲ့တာဖြစ်တယ်။သူ့ရှိကိုရောက်လာတဲ့အေးလာဘကိုကြည့်ပြီးတော့မှဘုရားအခွင့်နဲ့ဗိတ်သိက်ခံတဲ့သူလို့ပြောတယ်။ဒါပေမဲ့ဘုရားသခင်ကတော့ဘာပြောလဲဆိုတော့ အဲ့ဒီလူရဲ့မျက်နှာအဲ့ဒီလူရဲ့အရက်ပုံပန်းတံကိုမကြည့်နဲ့ဒီနေ့ရှာမွေလာတော့မှားတယ်ဆိုရင်တော့ဒီကဘာမှာရှိတဲ့လူတွေကလူတွေကိုကြည့်တဲ့အခါမှာအပေါ်ရန်အပြင်စင်နေအပြောအဆိုတွေကိုပဲကြည့်ပြီးဆုံးဖြတ်တတ်ကြတယ်ဘုရားသခင်ကအပေါ်ရန်အပြင်စင်နေအပြုအမူအပြောအဆိုတွေကိုကြည့်ပြီးမဆုံးဖြတ်ဘူးဘာကိုကြည့်ပြီးဆုံးဖြတ်တယ်လဲ ။ဘာဘူးကြည့်ပြီးရွေးချယ်တယ်လေဆိုတော့အဲ့ဒီလူရဲ့အတွင်းထဲမှာရှိတဲ့စိတ်နှလုံးကိုကြည့်ပြီးဆုံးဖြတ်တာဖြစ်တယ်။စိတ်နှလုံးကိုကြည့်ပြီးတော့မှရွေးချယ်တာဖြစ်တယ်။ဖျားသခင်ကရှာမွေလာကိုဗာပြောလေလူမြင်တကယ်တော့ငါမမြင်ဘူးတဲ့။လူကတော့အစင်းတံကိုပဲကြည့်တယ်။ငါကတော့ထာဝရဖျားဖြစ်တဲ့ငါကနှလုံးသားစိတ်နှလုံးကိုပဲကြည့်ရှုတာဖြစ်တယ်။ ီနေ့ထာဝရဘုရားကတင်းရဲ့စိတ်နှလုံးကိုကြည့်ရှုနေရဖြစ်တယ်။တင်းရဲ့စိတ်နှလုံးကိုစစ်စစ်ဆက်ဆက်စစ်ကြောနေတာဖြစ်တယ်။တင်းရဲ့စိတ်နှလုံးကိုကြည့်ပြီးတင်းရဲ့စိတ်နှလုံးကိုစစ်စစ်ဆက်ဆက်စစ်ကြောနေတဲ့ဘုရားသခင်ကတင့်ကိုအဘေကဲ့သို့ဘိတ်သိမ့်မလဲဘေကဲ့သို့ချီးမြှောက်မလဲအဘေကဲ့သို့ယွေးမလဲဆိုတာကိုဆုံးဖြတ်မှာဖြစ်တယ်ဟာလေလုယာတင့်ရဲ့ဘဝအနာကက်ကဆိုရင် ်သင်ရဲ့စိတ်နှလုံးနဲ့ပဲသက်ဆိုင်တာဖြစ်တယ်မိတ်ဆွေလူတွေကအပေါ်ယံကိုကြည့်ပြီးယူချီကြတယ်ဒါပေမဲ့ဘုရားသခင်ကတော့စိတ်နှလုံးကို ကြည့်ပြီးတော့ပဲယူချီတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့မိတ်ဆွေသင်ရဲ့စိတ်နှလုံးကိုကြည့်တဲ့ဘုရားသခင်ကသင်ကိုယူချီခြင်းရဲ့လားသင်ကိုသင်စစ်စစ်ပါငါဘုရားယူချီဖို့ရဲ့ခံထိုက်တဲ့သူဖြစ်တလားဆို တင့်ရဲ့စိတ်နှလုံးကြောင်းကိုတင်တယောက်သေးတာအတိဆုံးဖြစ်ပါတယ်။တင်ဖျားသခင်ရှိမှဖျားအယွေးခံဖို့အစင်သည့်ဖြစ်နေပြီလားမိတ်ဆွေ။ဒါမှမဟုတ်ဖျားရဲ့ညှင်းပယ်ခြင်းကိုခံရဖို့တင်အစင်သည့်ဖြစ်နေသလားကုကုကူပြန်ဆန်းစစ်ပါမိတ်ဆွေ။ဒီအချိန်ကအရေးကြီးဆုံးအချိန်ဖြစ်တယ်။တင်ကောင်းကိုငုတ်ပြီးတော့မှတင်နှလုံးကိုတင်ကြည့်ပါ။ငါဖျားအခုချိန်မှာငါ့ကိုရွေးချယ်ခြင်းခံရမယ်။ तू ला ဖះညင်းပေခြင်းခံရမဲ့သူလားဆိုကိုယ်နှလုံးကိုကိုပြန်ငုံကြည့်လိုက်ပါကိုယ့်ရဲ့စိတ်နှလုံးထဲမှာဘာတွေဟွက်ထားလဲဖះသခင်ကိုတကယ်ပဲရွေးချယ်ခြင်းစရာကောင်းတဲ့အရာတွေဟွက်ထားသလားဖះညင်းဆူခြင်းစရာကောင်းတဲ့အရာတွေဟွက်ထားသလားအာဗြဟံရဲ့အကြောင်းကိုသွားကြည့်ရအောင်အာဗြဟံဆိုလို့ရှိရင်ဖះသခင်ကသူ့ကိုစမ်းသက်တယ်။သူ့ရဲ့စိတ်နှလုံးကိုစစ်ဆေးတယ်။သူဟာ ဘလူမျိုးလေးလို့ပေါ်တွင်ပြန်အတွက်စိတ်နှလုံးကိုစစ်ဆေးရတာဖြစ်တယ်ဒီနေ့လေဘုရားသခင်ကပြင်းရဲ့စိတ်နှလုံးကိုစမ်းသက်ခိုင်းနေတယ်တင့်ကိုတင်စစ်ဆေးခိုင်းနေတယ်တင်ဟာဘလူလူမျိုးလေးဘုရားရွေးချယ်ခံရတဲ့သူ ဖြစ်တလားမဖြစ်တလားဆိုတော့တင့်ကိုတင်စမ်းသက်နိုင်တာဖြစ်တယ်ကမောက်ကျန့်ခန်းကြီး20အခန်းငယ်1ကိုကြည့်ရအောင်တင်ဒီအလွန်ချစ်တော့ တယောက်တီးတော့တာဤဆက်ကိုယူ၍မောရီပြည်သို့သွားလောငါပြလက်တန်သောတောင်ပေါ်မှာသူ့ကိုမီးရှို့ရာရည်ပြူ၍ပူဇော်လောဟုမိန်တော်မူ၏ဟေဘရဲခန်းကြီး7ခန်းငယ်16ကနေ19ကိုဆက်ကြည့်ရအောင်အာဗြဟံသည်စုံစမ်းတော်မူခြင်းကိုခံရသောအခါယုံကြည်ခြင်းအဖြစ်ဤဆက်ကိုပူဇော်၏ ။ဤဇက်၌သာသင်အမျိုးတည်လိမ့်မည်ဟုသောဂျာရိတ်တော်မှစ၍ဂရိတော်များကိုခံရသောသူသည်မိမိ၌တယောက်တည်သောသားကိုပူဇော်၏။ထိုသို့ပူဇော်သောအခါတည်ခြင်းမှထမြောက်စေခြင်းကဘုရားသခင်တက်နိုင်တော်မူသည်ကိုသူသည်အောင်မိ၏။ထိုသားကိုပုံစကားအဖြစ်တည်ခြင်းတည်းကရ၏။ဟာလေလုယာ။ အာဗရာဟံကိုဘုရားကစုံစမ်းတဲ့အခါမှာသူ့မှာရှိတဲ့အရာလေးတစ်ခုလေးအဲ့ဒါကသူ့ရဲ့နှလုံးသားဖြစ်တယ်။သူ့ရဲ့အသေးနှလုံးလေးကိုဘုရားသခင်ကဆွေးထုတ်ပြီးတော့မှသူ့ကိုရစ်ပူဆိုခိုင်းတာဖြစ်တယ်။ဒါပေမဲ့အာဗရာဟံကသူ့မှာရှိတဲ့အားလုံးတဲ့တံပိုးရှိဆုံးသူ့သားကိုယူသွားရင်လည်းဘုရားသခင်ကပြန်ပြီးတော့မှ ပြီးနိုင်နေသူသားတည်သွားရင်လည်းပြန်ရှင်ပြန်တမြောက်နိုင်နေဆိုယုံကြည်ခြင်းနဲ့ပြီးတယ်ဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့ယုံကြည်သူရောက်စီတိုင်းမှာကြုံတွေ့နေရတဲ့အရာကဖျားသခင်ကယူသွားရင်ပြန်မရတော့မှာဆိုလို့သူအရာကကုံသွားရင်ပြန်မဝင်လာတော့မှာဆိုလို့အမျိုးမျိုးကြွေကာကြတယ်အမျိုးမျိုးလိမ်လေကြတယ်အမျိုးမျိုးလက်ပတ်ကြတယ်သူရဲ့နှလုံးသားတွေကို အမျိုးမျိုးသော မကောင်းတဲ့အရာတွေနဲ့ဖုံးအုပ်ကြတယ်။အာဗြဟံကတော့သူ့သားကိုဖျားတောင်းတဲ့အခါမှာသူကမကွယ်ကဘူးအမျိုးမျိုးလိမ်လည်လှည့်ပြားခြင်းမပြုဘူးချက်ချင်းပဲယူပြီးတော့မှတောင်ပေါ်တက်သွားတဲ့သူ့သားကိုသွားပူဆိုတယ်။ဖျားပြိုးတဲ့အတိုင်းသူလုပ်တယ်။ဒီနေ့ကဘာပေါ်မှာ ရှိတဲ့လူတွေကဖျားပြိုးတဲ့အတိုင်းလှုပ်ဖို့ကအလွန်မခက်ခဲကြဘာဖြစ်လို့လဲသူတို့ရဲ့နှလုံးသားကိုတခြားအရာတွေနဲ့ အစာထူပြီးကာအိနလို့တိရွတ်မျိုးစုံနဲ့ပုံအုပ်ကြ။စင်ကြီးမျိုးစုံနဲ့ဖုံအုပ်ကြ။ဖယားသခင်ရဲ့နှုတ်ကွက်စကားတော့ကိုလက်မခံနိုင်ကြဘူး။ဖယားက तू ပြောတဲ့အရာအတိုင်း तू လုတ်ပေးနိုင်နေဆိုတာကိုမယုံကြည်နိုင်ကြလို့ဖြစ်တယ်။ဒါကြောင့်မိတ်ဆွေဒီနေ့တင်းရဲ့နှလုံးသားကိုစစ်စစ်ပါ။တင်းရဲ့နှလုံးသားထဲမှာမောင်မိုက်တီတိရွတ်တီနဲ့ဖုံအုပ်နေတယ်ဆိုတာ သင်ဖျားကိုမယုံနိုင်လို့ဖြစ်တယ်။ဖျားသခင်တင့်ကိုစစ်မှာဖြစ်တယ်။ဖျားသခင်ကတင့်ကိုစစ်ပြီးတော့မှရွေးချယ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီညစ်တင့်နှလုံးသားထဲမှာသင်ဘာတွေနဲ့အုပ်ထားတယ်လေ။ဓမ္မမို့အသင်နှလုံးသားထဲမှာဖျားပြိုးတဲ့အတိုင်းသင်ဟာအာဘရန်ကဲ့သို့တသွေးမသိမ်းဖျားသခင်တက်နိုင်နေအရာခသိမ်းကိုဖျားသခင်ပြန်ပေးနိုင်နေဆိုယုံကြည်ခြင်းမျိုးနဲ့တကယ်ပဲ နှလုံးသားထဲမှာကြိုက်တဲ့အချိန်လားစစ်တန့်ရှင်းနေတဲ့နှလုံးသားနဲ့တင်းရှင်းတန်းနေသလားဖုံးကွယ်ထားခြင်းမရှိဘူးဘယ်တည်ရွက်နေမှလည်းမဖုံးတော့ဘယ်မှောင်မိုက်နေမှလည်းမဖုံးတော့ဘယ်စင်ကျင်နေမှလည်းမဖုံးထားတဲ့နှလုံးသားလေးဖြစ်နေလားတင်းစစ်စေးပါထိုအရာကတင်းအတွက်အရန်အရေးကြီးတာဖြစ်တယ်ဘာဖြစ်လို့လဲတင်းနှလုံးသားကိုဖခါကစစ်စစ်စစ်တယ်လို့ပြောတယ်ယနေ့မှတင်းရဲ့နှလုံးသားကိုဖခါစစ်တဲ့အခါမှာတင်းဟာ 啊，身看那康多，多必须吧！哈利路亚！加健康，几句话是？